ရေကြီးရေလျှံမှုတွေကြောင့် AR တိုင်းဒေသကြီးအတွင်းဒေသအချို့မှာ ရေဘေးရှောင်သူအရေအတွက်တိုးလာတယ်လို့စုံစမ်းသိရှိရပါတယ်။ပသိမ်မြို့နယ်တစ်ခုလုံးမှာရေဘေးရှောင်စခန်း58ခုအထိရှိလာပြီးမိုးတဲထန်စွာရွာသွန်းလာတဲ့အမျှရေဘေးရှောင်သူဥယေတိုးပွားလာတယ်လို့သိရပါတယ်။ ပသိမ်မြို့ပေါ်မှာမြင့်ရည်ကြီးခြင်းမိုးသက်ထန်စွာရွာသွန်းခြင်းတွေကြောင့်ရေပင်းဆောင်စခန်းကိုလာရောက်ခိုလုံသူဥယျနေ့စဉ်နဲ့အများပြားနေတာဖြစ်ပါတယ်။ပသိမ်မြို့ပေါ်ရှိ အကြီးဆုံးရေပင်းဆောင်စခန်းတစ်ခုဖြစ်တဲ့ရေကြီးဥယျရေပင်းဆောင်စခန်းမှာဩဂတ်စ်လ16ရက်အထိလူဥယျ2000ကျော်ရွှေ့ပြောင်းနေထိုင်နေရပြီးဩဂတ်စ်လ18ရက်စည်ရင်တွေအရတော့2300ကျော်အထိရှိလာတယ်လို့သိရပါတယ်။ ပသိမ်မျိုးရှိရေဘေးရှောင်စခန်းမှာတော့ကယ်ဆယ်ရေးစခန်း၅ခုဖွင့်လှစ်ထားပြီးရေဘေးရှောင်ပြည်သူတွေကိုကျန်းမာရေးဆောင်ရှောက်မှုတွေလည်းပြုလုပ်ပေးလျက်ရှိပါတယ်။အဲ့ဒီရေဘေးရှောင်စခန်းတွေမှာတော့ရေဝဲစားတာ၊သွေးရောယောဂါတွေအဖြစ်များတာတွေဖြစ်ပွားလျက်ရှိရလို့သိရပါတယ်။ရေကြီးမှုအခြေအနေတွေနဲ့ပတ်သက်ပြီး Eleven ရုပ်တံကသတင်းတောက်ကအခုလိုပဲသတင်းပေးပို့ထားပါတယ်။အခုကျွန်တော်ရောက်ရှိနေတဲ့နေရာဆိုလို့ရှိရင်တော့ရွှေနှဆုံရက်ကွတ်2ဘုံမိကရေဘေးကယ်ဆယ်ရေးစခန်းကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။ ဒီစကမ်းမှာဆိုလို့ရှိရင်တော့ရေဘေးရှောင်ဖို့လို့လူဦးရေရာဆိုလို့ရှိရင်900ကျော်လေးရှိရလို့လည်းသိရပါဗျာဒီစကမ်းရဲ့အခက်အခဲတွေကိုတော့ဒီစကမ်းတာဝန်ရှိသူကိုပြစ်စုံမြင်ပြပေးပါမှာဖြစ်ပါတယ်ခင်ဗျာ ရှိအနေထားကျွန်တော်တို့မရဆယ်စုနဲ့ဘုရားကိုယ်ကဆက်နေပါရှင်။အလရှိကုန်းတွေရတဲ့ခေတ်ကတော့ကျွန်တော်တို့ဘရမဘဝဆက်ပြီးနေရတဲ့ဒါနဲ့တိုင်းဆိုရဆန်စကွေးပြေးနေတော့ဒီလားစုတစုတစ်ယောက်ကိုဘယ်တော့မှနင်းနေပြေးတယ်။အဲ့ဒါလေးတွေကကျွန်တော်တို့အလူရှင်မရှိတဲ့ရက်မှာပြေးလိုက်တော့ပုံသွားတယ်။ဘုရားကကျွန်တော်တို့ဆန်ငါးရနေရဒီလိုရှင်ဘုရားကလည်း35ရက်ပြေးတယ်။လက်ရှိတဲ့ကုရက်ရှိတယ်ပေါ့နော်။ဘုရားကျွန်တော်တို့ချက်စရာနေရာမရှိဘူး။ရှိတဲ့တွေအလူရှင်တွေကျွန်တော်တို့လူခံနေပေါ့နော်။ ခန္ဓာလေးတွေနဲ့အနည်းလင်းမြောင်လို့နေရတယ်ဗျာ။အခုတော့ငါလည်းငါတနေ့စားလို့ ပသိမ်မြို့ပေါ်မှာရေဘေးဒုက္ခခံစားနေရတဲ့အတွက်ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းတွင်ရက်ကွက်ကြေးရွာတွေအပါအဝင် ရေဘေးရှောင်ကယ်ဆယ်ရေးစခန်းစုစုပေါင်း58ခုအထိဖွင့်လှစ်ထားရတာဖြစ်ပါတယ်။မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဩဂတ်လ18ရက်နေ့လယ်ပိုင်းထုတ်ပြန်ချက်တွေအရငဝံမြင့်ရီဟာပသိမ်မြို့မှာတပေခွဲခန်းအဲ့ဒီမြို့ရဲ့စိုးရိမ်ရေမအထက်ကိုကျော်လွန်နေပြီးနောက်3ရက်အတွင်းအဲ့ဒီမြို့ရဲ့စိုးရိမ်ရေမအထက်ဆက်လက်တည်ရှိနိုင်တယ်လို့ပါရှိခဲ့ပါတယ်။ဒါပြင်ရေကြီးရေရှမ်းမှုတွေကြောင့်ရန်ကုန်ပသိမ် န်ကားလမ်းဘေးကိုပြောင်းရွှေ့နေကြရတဲ့ရေဘေးဒုက္ခသည်တွေလည်းအများအပြားရှိနေပါတယ်။အဲဒီလိုပြောင်းရွှေ့နေရသူတွေကနေထိုင်စားသောက်ရေးအခက်အခဲတွေကိုလည်းတွေ့ကြုံနေကြရတာဖြစ်ပါတယ်။မိုးလေဝသနဲ့ဇလားပြည်တော်ညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်ော်အနောက်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ဟာတိတိတသာရွေလျားခြင်းမရှိဘဲအိန္ဒိယနိုင်ငံကိုလကတာမြို့ရဲ့တောင်အရှေ့တောင်ဘက် 85မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပြီးနောက်24နာရီအတွင်းပုံမှုအားကောင်းလာနိုင်ကအနောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွေ့လျားမယ်လို့ခန့်မှန်းရကြောင်းပါရှိပါရယ်မုန်တိုင်းငယ်ရဲ့လက်ရှိအခြေအနေကိုတော့အဝါရောင်အဆင့်ရှိပြီးမြန်မာနိုင်ငံဘက်ကိုဥတီရွေ့လျားမယ်အခြေအနေမရှိဘူးလို့သတ်မှတ်ခဲ့ကြောင်းထုတ်ပြန်ချက်မှာပါရှိပါရယ်ဒါအပြင်ကံကြီးတောင်မြို့မှာတော့မြို့မဆီနဲ့မြို့ပေါ်ရက်ွက်တချို့အရင်နှစ်မြုပ်နေတဲ့အတွက်ဈေးတဲ့တချို့နဲ့ကုန်တင်ကုန်ချအလုပ်သမားတွေစားဝတ်နေရေးအခက်အခဲဖြစ်ပေါ်နေပါတယ်။ အဲ့ဒီမြို့မဆေးဟာကံကြီးတောင်မြို့တရက်ကွက်တကားမြစ်ပေးမှာတည်ရှိပြီးတပ်ဖက်ကန်းတာပေါင်းမြို့နယ်အတွင်းကကြီးရွာပေါင်း200ခန့်မိခိုးပြီးအယောင်းဝယ်ပြုလုပ်နေရတဲ့ဈေးလဲဖြစ်ပါတယ်။လက်ရှိမှာရေကြီးနေမြို့မှုကြောင့်ဈေးကိုရက်ရှည်ပိတ်ထားရတာဖြစ်ပြီးအောင်ချမ်းသာရက်ကွက်၊ကျိတ်တန်းရက်ကွက်နဲ့အမှတ်တရက်ကွက်ရှိကမ်းနားလမ်းတစ်လျှောက်မှာရေအနက်6ပေခွဲကျော်နေမြုပ်နေတာကြောင့်ရက်ကွက်နေပြည်သူအချို့မှာဖုံးတော်ကြီးကျောင်းတွေကိုပြောင်းရွှေ့ပြီးယာယီခိုလုံနေရတာဖြစ်ပါတယ်။လက်ရှိမှာကံကြီးတောင်မြို့တပ်ဖက်ကန်းမှာတာပေါင်းမြို့နယ်အတွင်းကကြီးရွာပေါင်း ်20ဝန်းကျင်ခန့်ရေနှင်းမြုပ်နေပြီးရွာကန်အချို့မှာယထာလန်းနဲ့ကားလန်းတပေးမှာယာယီခိုလုံနေကြရတယ်လို့သိရပါဗျ။